လေးလေးတွေကိုငငယ်ကလေးကဂရင်းတန့်ရှင်လောက်တောင်သိများပေးတာကပပေမေမေတို့အတွက်အရေးကြီးတဲ့ကိစ္စတစ်ခုပါပဲနော်။ဘာလို့လဲဆိုတော့ဒီဂရင်းတန့်ရှင်ရာဆိုလို့ရှိရင်တကွေတန့်ရှင်ကြီးမှလည်းတစ်ခုပါဝင်ဖြစ်ပါတယ်။ဒီလိုမျိုးဂရင်းတန့်ရှင်တောင်လေ့ကျင့်ပေးတဲ့အခါမှာဆိုလို့ရှိရင်လည်းအရေးကြီးတဲ့အရာတစ်ခုရှိပါတယ်။အဲ့ဒါကဘာလဲဆိုလို့ရှိရင်တော့သဘို့တန်ရွေးချယ်တာပါ။ဒီနေ့ဗီဒီယိုလေးထဲမှာတော့ကလေးငယ်လေးတွေအတွက်ဘယ်လိုမျိုးသဘို့တန်ကိုရွေးချယ်ပေးရမလဲဆိုတဲ့အချက်အလက်လေးတွေကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ ပထမအဆုံးတစ်ခုကတော့ကလေးငယ်တွေနဲ့တင့်တော်ရလားဆိုတာကိုစဉ်းစားရမှာပါကလေးလေးတွေကငယ်တဲ့အတကြောင်မို့လို့တပုတ်တံရွေးချယ်တဲ့အခါမှာလည်းတပုတ်တံကခက်တီးတီးမှအစဉ်ပြေမှာပါဒီလိုမျိုးခက်တီးတီးလေးတွေထဲကမှကလေးရဲ့ပါးစပ်နဲ့တင့်တော်မဲ့အရွယ်စားကိုရွေးချယ်ရမှာပါဒါကြောင့်မို့လို့တပုတ်တံရွေးချယ်တဲ့အခါမှာဆိုလို့ရှိရင်လည်းအရွယ်စားကရေးကြည့်ပါရနော်အရွယ်စားမှန်မှလည်းကလေးရဲ့သွားတွေကိုတိကျသတ်ရှိနိုင်မှာဖြစ်ပါတယ်ရှင်နောက်ထပ်အချက်တစ်ခုကကြတော့တပုတ်တံရဲ့အမွေးကနုရလားဆိုတာပါတပုတ်တံရဲ့အမွေးကကျန်းနေမယ်ဆိုလို့ရှိရင်တော့ကလေးငယ်လေးတွေတော်တော်ကိုအဆင်မပြေပါဘူးနော်ဒီလိုမျိုး သဘို့တံရဲ့အမွေးကကျန်းနေမယ်ဆိုလို့ရှိရင်တော့ခလေးငလေးတွေရဲ့တဖုံးကိုထိခိုက်စေနိုင်တဲ့အတွက်ကြောင့်မို့လို့သဘို့တံရွေးချယ်တဲ့အခါမှာလည်းအမွေးနုနုလေးတွေကိုပဲရွေးချယ်တင်ပါရရှင်။နောက်တစ်ချက်တစ်ခုကကြတော့သဘို့တံရဲ့လက်ကင်ပေါ့နော်။ခလေးငလေးတွေကိုတတ်တိုက်ပေးတဲ့အခါမှာဆိုလို့ရှိရင်သွားတွေကိုတန့်စင်နေဖို့အတွက်လက်ကင်ကလည်းအစဉ်ပြေနေဖို့လိုပါရဲ့နော်။လက်ကင်ကိုအမိအရကင်နိုင်မှသွားတွေကိုတေချာတန့်စင်နိုင်မှာပါ။ဒီလိုမျိုးလက်ကင်ကအစီပြေုံနဲ့မကပဲနဲ့ချစ်ဆရာကောင်းမှုလည်းလိုပါရဲ့နော်။ခလေးငလေးတွေကသဘို့တံရဲ့လက်ကင်ကိုကင်ပြီးတော့မတိုက်ရပါဘူး။ချစ်ဆရာကောင်းနေမှာလေသူတို့ရဲ့သွားတိုက်ခြင်းစိတ်ကိုဖြစ်ပေါ်စေ င်မှာပါနော်နောက်ထပ်သတိထားရမှာကတော့အယောင်မှာတပုတ်တံကိုရွေးချယ်တဲ့အခါမှာဆိုလို့ရှိရင်တပုတ်တံရဲ့အယောင်ကခလေးလေးတွေကြိုက်ကြတဲ့ပန်းရောင်အနီရောင်အဝါရောင်အဆိုင်ရောင်ဒီလိုမျိုးတက်တောက်လေးတွေကိုရွေးချယ်ဖို့လိုအပ်ပါတယ်နော်အယောင်ကိုစိတ်ဝင်စားမှလည်းခလေးတွေကိုတော်တိုက်ဖို့အတွက်မတိုက်တွန်းရမှာပါနော်နောက်ဆုံးပြပြပေးချင်တာကတော့ PPA free ဖြစ်လားဆိုတာပါခလေးလေးတွေထုတ်ထားတဲ့တပုတ်တံတွေမှာက PPA ပါဝင်လားဆိုတာကတော့အမဲသတိထားမယ့်အချက်ပါပဲနော်ခလေးတွေအတွက်တပုတ်တံရွေးချယ်တဲ့အခါမှာခုနကပြောခဲ့တဲ့အချက်တွေနဲ့ကိုင်းညီနေပြီဆိုလို့ရှိရင်နော် PPA ပါဝင်မှုကင်းလားဆိုတာ င်ကိုတော့တရားစစ်သေးကြည့်တင်ပါတယ်။နောက်ပြီးတော့သွားအပြင်ရှောက်အပေါ်ကပို့တိုက်တန့်စင်ဖို့လည်းမမေ့ပါနဲ့နော်။အခုလောက်ဆိုလို့ရှိရင်ခလေးတွေအတွက်တပုတ်တန်ရွေးချယ်တဲ့အခါမှာဘလို့အချက်လေးတွေကိုဖူးဆရမလဲဆိုတာကိုသိသွားတော့ပြီလို့ထင်ပါတယ်။နောက်ထပ်လည်းဒီလိုမျိုးကျမ်းမာရေးနဲ့ပတ်သက်တဲ့ဗဟုသုတ္တရဗီဒီယိုဖိုင်လေးတွေကိုတင်ဆက်ပေးသွားအောင်မို့လို့ဆက်လက်ဆက်မှုကြည့်ကြည့်အားပေးကြပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။